ဝင်နိုင်ငံမှာဆိုလို့ရှိရင်ဒီလိုမျိုးဟိုမငြိမ်မသက်ဖြစ်တယ်ဆိုတာတနည်းမှာ၁၀ခုဆိုတာရှားပါတယ်เนาะအခုတော့စတင်ဖြစ်ပေါ်လာပြီဖြစ်ပါတယ်ဒီအကြောင်းအရာလေးတွေကိုမျှဝေပေးတာဖြစ်ပါတယ်နောက်ထပ်အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့အမနေတဲ့နော်ဝေးနိုင်ငံရဲ့အကြောင်းကိုနည်းနည်းလေးပြောပြပေးမှာဖြစ်ပါတယ်အာဒီနော်ဝေးနိုင်ငံဟာဆိုလို့ရှိရင်ဒီဥရောပနိုင်ငံတွေထဲမှာမှကမ္ဘာအငင်းချမ်းဆုံးနိုင်ငံတစ်နိုင်ငံထဲမှာပါဝင်တာဖြစ်ပါတယ်။ဒါပေမဲ့အခုနော်ဝေးနိုင်ငံလည်းအရင်ကလိုမျိုးပဲမငင်းချမ်းတော့ပဲနဲ့နည်းနည်းလေးစုညံမှုတွေဖြစ်လာတာဖြစ်ပါတယ်။ဒီအကြောင်းအရာကိုပြောပြပေးမှာဖြစ်ပါတယ်။ အဲဒီပြီးခဲ့တဲ့အပတ်တုန်းကပေါ့နော်ဒီ Norway နိုင်ငံသားမွတ်စလင်လူမျိုးတယောက်ကပေါ့နော်သူက spy လုပ်ခဲ့တယ်ပေါ့နော်သူကဘယ်မှာ spy တော့လောက်တာလဲဆိုလို့ရှိရင် Norway နိုင်ငံရဲ့မြို့တော်ဖြစ်တဲ့ Oslo မြို့မှာရှိတဲ့ US တန်ယုံပေါ့နော် US Embassy မှာသူကအလုပ်လုပ်တယ်ပြီးတော့သူက spy လုပ်တာဖြစ်ပါတယ်ဒါကိုရဲတွေကဖမ်းမိသွားတာဖြစ်ပါတယ်ဒီ ဒီ spine လောက်တဲ့လူငယ်လေးဟာဆိုလို့ရှိရင်သူက American တန်ယုံပါလာတဲ့လူတွေပေါ့နော်ဒီ애တဲ့တွေတန်ယုံဝန်ထမ်းနေပေါ့နော်ဒီအဲ့လူတွေရဲ့စီရင်နေအကုန်လုံးကိုသူက Russia တန်ယုံနဲ့ Iraq တန်ယုံတွေကိုတိုက်တိုက်ဆိတ်ပွေပုတ်ခဲ့ပြီးတော့သူက spine လောက်ပြီးရောင်းစားခဲ့တာဖြစ်ပါတယ်အချက်လက်တွေပေါ့နော်ဒီလိုပေးပို့တဲ့နေရာမှာသူကဘာတွေကိုအဓိကထားပြီးပေးပို့လဲဆိုလို့ရှိရင်တန်ယုံရဲ့ဒီတိဆောက်ပုံတွေတန်ယုံကအထက်ပနထက်ရှိတာတွေနောက်ပြီးလို့ရှိရင်ဒီတန်ယုံမှာအလုပ်လုပ်တဲ့သူရဲ့နံပါတ်တွေအိမ်လိပ်စာတွေဖုန်းနံပါတ်တွေကားနံပါတ်တွေပေါ့နော်ဒီလိုမျိုးကြည့်ပြီးလို့ရှိရင်ဒီသူတို့မိသားစုဝင်ဘယ်နှယောက်ရှိတယ်အဲ့လိုမျိုးအသေးစိတ်ပေါ့နော်သူကအဲ့လိုမျိုးအချက်ကျကျ ကိုသူကလုတ်ပြီးတော့မှရောင်းစားတာဖြစ်ပါတယ်သူဒီလိုရောင်းစားစပိုင်လုတ်ပြီးရောင်းစားတာကသူရုရှားကနေကရုရှားဒေါ်လာပေါ့နော်ယူရိုတထောင်သူကရခဲ့ပါတယ်နောက်ပြီးလို့ရှိရင်ယူရန်ဘက်ကနေကြောက်လို့ရှိရင်နော်ဝေးဒေါ်လာတသိန်းနဲ့ညီများတဲ့ဘစ်ကွိုင်းတွေကိုသူကလက်ခံရရှိတာဖြစ်ပါတယ် ပြာဒီ spy လောက်တဲ့သူကိုတရက်ခံဖို့ပေါ့နော်ဒီရဲတွေကမိသွားတဲ့အခါမှာသူ့စုံစမ်းစစ်ဆေးမှုလုပ်တဲ့အခါသူကဘာဖြစ်လို့ခုလိုမျိုးလောက်တာလဲပေါ့နော်သူ့စုံစမ်းစစ်ဆေးတဲ့အခါသူကတော့ပြောတယ်ပေါ့နော်သူကအမေရိကန်ကိုမကျေနပ်ဘူးဘာဘာအကြောင်းအရာကြောင့်မကျေနပ်တာလဲဆိုလို့ရှိရင်ဒီခါစားအရေးကြောင့်ဒီပါလက်စတိုင်းအရေးကြောင့်သူကအမေရိကန်ကိုမကျေနပ်လို့ပေါ့နော်သူကအခုလိုမျိုးလက်စားချေပြီးတော့သူကလောက်ခဲ့ခြင်းဖြစ်တယ်ဆိုပြီးတော့သူကဝန်ခံခဲ့တာဖြစ်ပါတယ်ပေါ့ အဲသူကအခုလိုမျိုးသူကစပိုင်လောက်ပြီးတော့တည်ရင်အချက်လက်တွေကိုရောင်စားလိုက်တာဖြစ်တဲ့အတွက်ဒီတန်ရုံးမှာအလုံးလုံးနေတဲ့ဝန်ထမ်းတွေအတွက်လုံခြုံရေးကလည်းအန်ဒီရရှိနိုင်တယ်ပေါ့နော်။ဒါကြောင့်ဝန်ထမ်းတွေလည်းအပြောင်းလဲတွေအများကြီးပြန်လုပ်ခဲ့ရတယ်ပေါ့နော်။အရန်ကိုဒီစုစုညံ့ညံ့ဖြစ်သွားတဲ့ကိစ္စမျိုးတွေဖြစ်သွားပါတယ်။နောက်ပြီးလို့ရှိရင်သူ့ကိုလည်းဒီစုံစမ်းစစ်ဆေးတဲ့အခါမှာသူ့ကိုလိုက်တဲ့အခါမှာအချက်လက်တွေအားလုံးကအာတိကျမှန်ကန်ပြီးတော့မှသူ့လည်းဝန်ခံတာဖြစ်တဲ့အတွက်သူ့ကိုထောင်၃၈လချမှတ်လိုက်တယ်လို့သိရပါတယ်။ဒါတော့နော်ဝေးနိုင်ငံမှာလည်းအခုလိုမျိုးပဲရှုပ်ရှုပ်ရှက်ရှက်ပေါ့နော်ဖြစ်လာတာကိုပြောပြပေးတာဖြစ်ပါတယ်။နော်ဝေးနိုင်ငံမှာဆိုလို့ရှိရင်ဒီလိုမျိုး ဟိုမငိမ့်မတက်ဖြစ်တယ်ဆိုတာတနှစ်မှာ10ခုဆိုတာရှားပါတယ်เนาะအခုတော့စတင်ဖြစ်ပေါ်လာပြီဖြစ်ပါတယ်ဒီအကြောင်းအရာလေးတွေကိုမျှဝေပေးတာဖြစ်ပါတယ်နောက်ထပ်ကြခြင်းထူးရှိတယ်ဆိုရင်ထပ်ပြီးတော့ပြောပြပေးမှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်